အားလုံးပဲမင်္ဂလာပါရှင်။မနက်ဖြန်ဇွန်လ9ရက်နေ့အတွက်မော်လဝတ္တာခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့ဇွန်လ6ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်10:20မိနစ်အချိန်တိုင်းထွားကြရယာဇွန်လ12ရက်နေ့ညနေပိုင်းမှာဘင်္ဂလားပင်လယ်ော်အနောက်အလယ်ပိုင်းမှာစတင်ဖြစ်ပေါ်မဲ့လေဝေလိုင်းဟာလေဗီယာနဲ့ရေဝံအစင်အထိအားကောင်းလာနိုင်တယ်လို့မော်လဝတ္တာပညာရှင်ဦးဝင်းနိုင်ကအတည်ပြုထားပါတယ်။ဒီကနေ့တိုင်းထွားကြရယာအဆိုပါလေဗီယာနဲ့ရေဝံဟာ ဇွန်လ15ရက်နဲ့16ရက်နေ့တွင်မှာစိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်း40ရာခိုင်နှုန်းရှိတယ်လို့ဦးဝင်းနိုင်ကအခန့်မှန်းထားပါတယ်။အဆိုပါဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်မဲ့လေပြင်းနဲ့ရေဝန်းရဲ့အချိန်တက်ရောက်မှုကြောင့်ဇွန်လ12ရက်နေ့ကနေ14ရက်နေ့အထိရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်အေရဝတီတိုင်းပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာမိုးအထင်းတင်းကနေမိုးများနိုင်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာမိုးအနေငယ်ကနေမိုးအသင်အတင်ရွာသွန်းနိုင်တယ်လို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။နေ့အပူချိန်တွေအနေနဲ့မကွေတိုင်း၊စကိုင်းတိုင်းအောက်ပိုင်းနဲ့မန္တလေးတိုင်းအောက်ပိုင်းဒေသတွေမှာအပူချိန်40ဒီဂရီစင်တီဂရိတ်အထိ တိုးပူလာနိုင်ပြီးဇွန်လ9ရက်နေ့အထိဆက်ပူနိုင်တယ်လို့မိုးလေဝသရန်ကုန်ဌာနခွဲကဒေါက်တာဆိုင်ခွန်အာကာကအသိပေးထားပါတယ်။ မနက်ဖြန်စွန်လ9ရက်နေ့နေ့လယ်အထိရှမ်းပြည်နယ်အရှေ့ပိုင်းအေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာနေရအနှံပြကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့စကိုင်းနဲ့အထက်ပိုင်းတို့မှာနေရစစ်စစ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရအနှံပြမိုးထစ်ချုံရွာနိုင်ပြီးရွာရံရောင်းောင်းပြိတ်ဖြစ်ပါတယ်။ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလင်အားအသင့်အင့်ရှိနေပါတယ်။ မြန်မာပင်လယ်ပြင်မှာတော့လှိုင်းအသင်းတင်ရှိပါမယ်။လှိုင်းမြန်မာမြန်မာကင်ဝရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေကနေ10ပေကန့်ရှိနိုင်ပါတယ်။ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း မကွေတိုင်းအေရဝတီတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာမုတ်တိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမုတ်တိမ်တောင်တွေရွေရှားရနေရာတစ်လျှောက်မုတ်ရွာသွန်းကျင်တဲ့အတူလေပြင်းတိုက်ခတ်ခြင်းမုတ်ထချုံခြင်းမုတ်ကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မုတ်သီးကျွေခြင်းစရိတ်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ထိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းတို့မှာမိုးပိုလာပါမယ်ရှင်။ မော်လဝတ္တခမန်းချက်တွေနဲ့ဘေးအန္တရာယ်သတိပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification ကောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။အခုမော်လဝတ္တသတင်းအချက်အလက်တွေဟာမော်ဇလာမော်လဝတ္တမြန်မာရန်ကုန်ဌာနခွဲ NUG မော်လဝတ္တဌာနမော်လဝတ္တပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရောရဲ့ထုတ်ပြန်ချက်တွေကိုစူးစိတင်ပြထားခြင်းဖြစ်ပါတယ်ရှင်။